ဈေးပေါင်းခပွဲတော်သံဆောင်မုံလာပြေနေ၌ပြုလုပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီပေါင်းခပွဲတော်ကိုသံဆောင်မုံလှပြည်နေမှာရန်ကုန်မန္တလေးအမြန်လန်း98မိုင်ရှိငကားညီနောင်ကျောင်းထိုင်မှာပြုလုပ်ခဲ့တယ်လို့သိရအောင်ပါထိတ် အစိုးမစေပေါင်းခပွဲတော်ကိုပရိတ်ချီပြင်းယေစုဆရာတော်ဒေါက်တာပတ်တန်ထအားဒိဆောင်ဝန်ထားကိုအမှုထားပြီးဆရာကြီးဒေါက်တာမင်းတိန်ခါရဲ့တပည့်ဆရာဆရာမများနဲ့ခုနှစ်ရက်သားသမီးတွေပူးပေါင်းကျင်းပခဲ့ကြတာပါစေပေါင်းခပွဲတော်ကျင်းပထားတဲ့ပတ်သက်လို့ပရိတ်ချင်းမြေယေစုဆရာတော်ဒေါက်တာဗတ်တန်ထအားဒိဆောင်ဝန်ထားခရန်ကုန်မီဒီယာဂရုကိုခုလိုပဲပြောပါတယ်အဲ့တော့ဩဘုရားရှင်ဗုဒ္ဓမြတ်လက်ထက်တော်ကလည်း ဒါဆစ်ဆရာကြီးဇေဝကဆိုတာရှိခဲ့တယ်နက္ခတ်တွေစုံတဲ့အခါမှာဒနာတတိနက္ခဝိတာခာနက္ခစတိကာနက္ခယောဟန်နီနက္ခเนาะပုံနာဘုရားနက္ခအဲ့လိုနက္ခတွေနဲ့ဆင်းနက္ခတော့ဒနာတတိနက္ခတော့ပုံမြင်တာပေါ့အာဟာရတွေပါပြည့်စုံတော့ဆရာမကြီးတွေကောင်းစေတာပေါ့အဲ့ကြောင့်ဟိုအဲ့ဒီကစပြီးတော့ဒါဆေးပေါင်းခတဲ့ပွဲဆိုတာဘုရားရှင်ကလည်းတကယ်တော့ဘုရားကိုဆင်းတန်နဲ့ပတ်သက်ပြီးတော့လူတွေရဲ့အတိတ်မှာဟောခုနှစ်သားနေမြင်ငါတို့ဒီနေ့ဇောင်းမလာပြည့်နေတာ အကျေဆုံးနဲ့နှစ်ခါတည်းဆုံးတယ်ဒီနေ့ကတော့ဆေးဘက်ဝင်တယ်ဆိုတော့အဲ့ဒီမှာဆေးတွေပေါ်ကြလာဆေးတွေကြိတ်ကြတာပေါ့တက်ဖို့တက်ဖို့တွေနဲ့ပေါ်ပြီးတော့မှအဲ့တော့ရလာတဲ့ဟာတွေကိုဆရာတော်တန်ခါတွေကိုလည်းလှူတယ်နောက်တော့ပရိသတ်တွေလည်းလှူတယ်ဒကာဓမ္မတွေလည်းပေးတယ်ပေါ့အဲ့ဒါဆေးဘုံခါတွေကိုလည်းအဲ့လိုလေးစခဲ့ပါတယ်အားလုံးကျမ်းစာချမ်းသာပါစေ အဆိုပါစေးပေါင်းခပွဲပြုလုပ်ပုံအစဉ်စင်းနဲ့ပတ်သက်လို့လဲမဟာဝိဇာဒရဇောတိကမဟာပရဟိတဒရဆရာဦးဝင်းမင်းအောင်ကအခုလိုဆက်ပြောပြပါတယ်သံဃာတိယဆိုလို့ရှိရင်နှက်ခပြန်ဆုံးနေတဲ့တကောင်မိုးလာပြည့်နေမှာပေါ်ဆက်ထားပြီးဖြစ်တဲ့ဝိဇာတဲ့မိတ္တိကိုသိတိတကိုရရှိပြီးတကလားဤရှေးတော်ကြီးမှာပါသည့်ရသံဃာတိဖြစ်သောပါလိုက်တော်ဤဆွဲရင်နေအားဗပီးသေးကြီးညွတ်တတ်တဲ့အားမုံကြီးစီရှိကတ်သောအား အမွေရသာစီစင်းပြိုင်စင်းကြုံတော့အားတို့ဟာပေါက်ဆထားခြင်းဖြစ်တဲ့အတွက်ဤသွေးမွေးတို့သုံးပြမယ်ဆိုရင်ဈေးရောက်ကောင်းပဲပြာသိကြီးတွေတိုးတက်မယ်အကယ်၍ဒီဆေးကိုနှခမ်းပစမှာတုတ်ပြီးသွားမယ်ဆိုရင်မိမိပြောဆိုသမျှအောင်မြင်မယ်ဈေးရောက်ကောင်းခြင်းတော့ရေသားမှုထဲမှာအနည်းငယ်ထက်ပြီးနေ့စဉ်ဆိုင်နာပြပြမယ်ဆိုရင်တော့ဈေးရောက်ကောင်းမှာဖြစ်တဲ့အတွက်အင်မရာမကောင်းဖို့တော့ပြာသိကြီးဒါနာသိကြီးပြည့်စုံသောဆေးတော်ကြီးဖြင့်ကျွန်တော်တို့ကသတ်မှတ်ပြီးအသုံးပြုခြင်းဖြစ်ပါတယ် စေပေါင်းခပွဲကရရှိလာတဲ့ဈေးတော်တွေကို ခုနှစ်ရက်သားသမီးတွေပြန်လည်အသုံးပြုနိုင်ချဖို့မြစ်သားနဲ့လှူဒန်းပေးခဲ့ကြပါထိအဆိုပါကဲတို့စေပေါင်းခပွဲတွေကိုဆရာကြီးတောင်ထားမင်းသိန်ခရဲ့တပည့်သားမကြီးတွေက အနေနဲ့အရရက်မှကျင်းပလေရှိတယ်လို့လည်းသိရပါထဲရှင်။